ို့ရဲ့ဖုန်းတို့မဟုတ် tablet မှာ USB device တွေ HDMI device တွေကိုတွဲဖက်အသုံးပြုလို့ရမယ့် software လေးကိုလမ်းညွှန်ပေးခြင်းပါတယ်။ software နာမည်ကတော့ USB camera ဖြစ်ပါတယ်။ဒီ software လေးကို Google Play Store မှာ free download ဆွဲလို့ရပါတယ်။ Google Play Store ရဲ့ search box မှာ USB camera ဆိုပြီးတော့ရိုက်ရှာလိုက်မယ်။အဲ့လိုရှာပြရတဲ့ဒီလိုမျိုး USB camera ပုံလေးနဲ့ USB camera software လေးကိုတွဲရမယ်။အဲ့ဒီကောင်လေးကို install နေပြီးတော့ install တင်ပေးလိုက်ပါမယ်။ ။ Wi-Fi site လေးကလည်းအများကြီးမရှိပါဘူး။ဒါ 29MB လောက်ပဲရှိတယ်။ download ဆွဲပြီးတော့ auto install တင်ပြရတာနဲ့ screen ပေါ်မှာပေါ်လာမယ်။ software တွေကိုဝင်လိုက်ပါမယ်။ပထမဦးဆုံးဒီစာလေးပေါ်လာရင် OK နှိပ်လိုက်ပါမယ်။ပြီးဒုတိယစာကကြောင့် permission ဖွင့်ခိုင်းတာ OK နှိပ်ပြီးတော့အပြရန်အောင်စာလေးကိုနှိပ်လိုက်မယ်။ပြီးနောက်ထပ်စာသားလေးပေါ်လာရင်လည်း OK နှိပ်လိုက်မယ်။ပြန်အပြရန်အောင်စာလေးကိုပဲနှိပ်လိုက်ပါမယ်။ဒါဆိုတော့စပြီးတုံးလို့ရပြီ။ USB device တွေကိုဖုန်း tablet နဲ့တွဲတုံးမှုဆိုတော့ OTG ကောင်းလေးတစ်ခုတော့လိုအပ်ပါမယ်။ဒါလေးကတော့ USB ကင်မရာလေးဖြစ်ပါတယ်။ ဒီကောင်က USB ကောင်ဖြစ်တဲ့အတွက် USB to Type C ကောင် OTG ကောင်လေးတစ်ခုလိုအပ်ပါတယ်အဲ့တော့ USB ပေါက်ကို USB ကင်မရာနဲ့ join မယ်ပြီးရင် Type C ကောင်ကိုကြတော့ဖုန်းရဲ့အသွင်းပေါက်နဲ့ join လိုက်ပါ join မိတာနဲ့ USB ကင်မရာ software က USB device နဲ့ချိတ်ဆက်နေကြအောင်ဓာတ်ပြီးတာပေါ်လာတယ် OK လေးနဲ့လိုက်မယ်ဆိုရင်တော့ software တွေကိုတန်းရောက်သွားပြီးတော့ကင်မရာရဲ့ screen ကဒီ USB ကင်မရာမှာပေါ်လာပါပြီအဲ့ဒီလိုပဲ HDMI output device တွေကိုဖုန်းတို့မဟုတ် tablet နဲ့ချိတ်ဆက်အသုံးပြုလို့ရပါတယ် ချိတ်ဆက်ဖို့အတွက်လိုအပ်တဲ့အားလေးကတော့ HDMI ခေါင်းကနေ USB ပြောင်းနဲ့ video capture လေးတစ်ခုလိုအပ်ပါတယ်ပြီးရင်အဲ့ဒီ USB ခေါင်းကို Type C ပြောင်းနဲ့ USB to Type C OTG လေးထပ်လိုအပ်ပါမယ်ဒီနှစ်ခုလေးရှိပြီဆိုရင်တော့အခုနောက်က HDMI output device HDMI ကြိုးလေးကိုတက်ပြီးတော့အခုနောက်ကတစ်ဖက်ခေါင်း OTG Type C ခေါင်းလေးကိုဖုန်းအားတွင်းပေါက်မှာ join လိုက်ပြီဆိုရင် HDMI device ရဲ့ screen က USB camera software မှာပေါ်လာပါပြီ။အဲ့တော့ USB camera software က HDMI device တွေ USB device တွေကို ဈာကန်ချိတ်ဆက်ပြီးတဲ့ display screen software တစ်ခုဖြစ်ပါတယ်ပြီးတော့ဒီ USB camera software က display screen တက်တက်ပြတရုံမဟုတ်ဘဲနဲ့ screen recording ဖမ်းတဲ့အနေနဲ့လည်းအသုံးပြုလို့ရပါတယ် record ဖမ်းမယ်ဆိုရင်ညာဘက်အောက်တောက်နာကအကြောင်းတုံးချောင်းကိုနှိပ်မယ်အဲ့ဒီမှာဒီလိုအဝိုင်းကြီးအများကြီးပေါ်လာရင် record ဆိုတာလေးကိုနှိပ်လိုက်မယ်ဒါကတော့ video recording ဖမ်းတာလေးဖြစ်ပါတယ်ဒီလို recording ဖမ်းတာကဘယ်နေရာမှာအသုံးဝင်လဲဆိုတော့ဓာတ်ရိုက်ထုံးလွှင့် channel တွေဥပမာ channel 7တို့ amateur 4တို့မှာလာတဲ့ဇလန်းရှိတွေကိုဒါ ကိုက recording ဖမ်းကြားခြင်းနဲ့ဆိုရင်တော့အခုလိုမျိုး recording ဖမ်းလို့ရပါတယ် record ဖမ်းနေခြင်းအတွင်းမှာ screen ရဲ့ bevel တောက်မှာ second နဲ့ minute အတန်းလေးကအနည်းရောစာလေးနဲ့မိတ်တုတ်မိတ်တုတ်ပြနေဒါဆိုတော့ record ဖမ်းနေတာဖြစ်ပါတယ် recording ကိုပြန်ရက်မယ်ဆိုရင်အကြောင်းတုံးကြောင်းကိုနှိပ်ပြီးတော့ record ဆိုတဲ့အဝိုင်းလေးကိုပဲထပ်နှိပ်လိုက်မယ်ဒါဆိုတော့ဒီလိုစာလေးပေါ်လာပြီး recording ရက်သွားပါပြီကိုဖမ်းထားတဲ့ recording ဖိုင်ကကိုဖုန်းရဲ့ gallery ထဲမှာရောက်ရှိနေမှာဖြစ်တယ်အဲ့ဒီမှာပြန်ကြည့်လို့ရပါတယ် 哈哈哈哈